ခမင်းဆိုင်ရောရလာသိရှင်ပါတယ်ဆိုတော့ဒီမေကုံပြန်ဖြည့်ပေးရှင်ပါတယ်ဒီမေကုံကဆိုလို့ရှိရင်ကျွန်တော်အရှိရပြူပေါ့နော်ဖျားနေတဲ့အချိန်မှာရေချိုးလို့ရလာဆိုပြီးဗီဒီယိုအောက်က comment ဖြစ်တယ်သူမေးနေတဲ့အသေးသေးကတော့ဖျားနေတဲ့အချိန်မှာရောခမင်းဆိုင်ရလာဆိုတဲ့မေကုံဖြစ်တယ်အဲ့တော့ပြန်ဖြည့်ရလို့ရှိရင်ဖျားနေတဲ့အချိန်မှာခမင်းဆားလို့ရတဲ့အချိန်တွေရှိတယ်ခမင်းဆားလို့မြရတဲ့အခြေအနေရှိတယ်ကျွန်တော်တို့ဒီတွေ့နေရတဲ့လူနာအများစုကဆိုတော့ဖြားလို့ရှိရင်အစာမစားရဘူးအစာမစားကြဘူးအရေးပဲတောက်တယ်เนาะအဲ့တော့ စံပြုတ်တောက်တယ်ဒီလောက်ပဲတွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကတာမန်အားဖြင့်ဖျားလို့ရှိရင်ပုံမှန်နေမကောင်းဖြစ်တယ်ပေါ့နော်ဖျားရနာရအေးမိတကွဖြစ်လို့ရှိရင်တော့ထမင်းစားလို့ရတယ်ဒါပေမဲ့ကိုကဖျားတဲ့အပြင်ကိုမှဘိုင်းအောင်ဘိုင်းနာတွဲနေမယ်ပေါ့နော်ဥမာအဖြစ်အစာရင်ရောင်းနေမယ်ဥရရောင်းနေမယ်ဥရောငံပြဖြစ်နေမယ်ဒါဆိုလို့ရှင်တော့ထမင်းမစားတင်ဘူးအစာအမမစားတင်ဘူးနောက်တစ်ခုကကိုဝါပေါ့နော်ဖျားတဲ့အပြင်ကောမှာခဏခဏပြုတ်ရတဲ့အနေဖြစ်နေမယ်ဒီခန္ဓာကိုယ်ကနေအစာရနေပြီးအစာလက်မခံဘူးဆိုလို့ရှင်တော့လေအဲ့ဒီမှာ ဒီအစာအမတွေထမင်းတွေမစားသိင်ပေါ့နော်ဒီအချိန်မှာကျွန်တော်တို့ကဒီအစာပြပြော့ပေါ့နော်ဒီစံပြုတ်တို့ပြပြော့တို့ပို့ပြီးတော့တောက်ပေးတင်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒီဖျားနေတဲ့အချိန်မှာသူတို့ရှင်ပို့ပြီးတော့အစာအာဟာရပြေပအောင်စားပေးတင်တယ်ဘာကြောင့်လဲဆိုတော့ဖျားနေတဲ့အချိန်မှာအစာအာဟာရပြေပအောင်စားမှကျွန်တော်တို့ခန္ဓာကိုယ်ဆဲချေအားရှိမယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ကဖျားနေတဲ့အချိန်မှာဆိုလို့ရှိရင် AOY ACE ဖို့လိုတယ်အနာယူဖို့လိုတယ် အဲ့တော့ဒါမှလည်းခန္ဓာကိုယ်ဆေးတွေက IMP ဝနေမယ်ပြီးလို့ရှိရင်ခန္ဓာကိုယ်ရဲ့ဝင်လာတဲ့ဒီယောဂပိုးတွေကိုပို့ပြီးတော့တိုက်ထုတ်ဖို့လွယ်ကူမယ်ဒါမှတော့ကျွန်တော်ခန္ဓာကိုယ်ကနေပြီးတော့အဖျားအမြန်ပျောက်ကင်းစေမှာဖြစ်ပါတယ်ဒါကြောင့်လို့ဖျားနေတဲ့သူတွေအနေနဲ့တာမန်အေးပြီးတခွေ့ဖြစ်တဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့အစာစားလို့ရတယ်ထမင်းစားလို့ရတယ်ရေမိုးချိုတန်ရှင်းရေးအတွက်လုပ်လို့ရတယ်ပြီးလို့ရှိရင်ဒုံလုံးဆိုင်အေးစင်နာယူဖို့အတွက်ကြံပေးခြင်းပါတယ်